ဘုရောင်စီတော်ကြိုက်တည်းရဲ့ဇီတော်ရှင်ပြမှာရှိတဲ့နန်းဦးဖျားရဲ့ကဆုံညောင်ရင်သုံးပွဲတော်ခန်းနာကိုကဆုံလားပြည့်နေဗုဒ္ဓဖူးနေ့နနက်6နာရီမှာစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကို နမောတတပနာမ၃ချိန်ရွတ်ဆိုဖျားကတော့ဖွင့်လက်ခဲ့ပါတယ်နမောတတဘဂဝါသောသမ္မာသမ္ဗုဒ္ဓေအဲ့နောက်မှာတော့ဗုဒ္ဓထောင်ကြိုက်တီးရဲ့စံတော်ဥစီတီတော်ဘန္နာတော်ထင်းဂောဘကအဖွဲ့ဩဝါဒစတိယနိုင်ငံတော်ဩဝါဒစတိယဒွိပိတကဒရဧကမဟာပန္နိတဧကမဟာတတ္တမဇောတိကဒဇဓမ္မရောင်ကြီးဆရာတော်ဗဒ္ဒနာဧကဓမ္မထံကနေ ပြိဿများက၉ပါးသီလခံယူစောင့်တည်တော်မူကြပါတယ်။ စည်းဝါသည်ဟောတို့စင်စစ်မတွေ့ကြည့်ကြပါလေတည်းသည်အာတုအာတုအာတုဆရာတော်တန်ခါတော်အရှင်သူမြတ်များထံကိုဗနာတော်ရင်းဂောဘကအဖွဲ့ဝင်များကလှူပွဲဝိထုပစ္စည်းများစက်ကက်လှူဒန်းပါတယ်

အစီအစဉ်9ရက်နဲ့ကျင်းပခဲ့ကြပြီးစီတော်အဖွဲ့မှ လိုက်ပါပူဇော်ခြင်းဗန်တိုင်းကင်ရီလိုက်ပါပူဇော်ခြင်းကျေးစီအဖွဲ့နဲ့တာသနာအလံကင်အဖွဲ့မှလိုက်ပါပူဇော်ခြင်းဆောင်းဦးကင်လျက်လိုက်ပါပူဇော်ခြင်းတန်ဃာတော်ဆရာတော်တန်ဃာတော်အရှိသူမြတ်များမှပူဇော်ခံခြင်းဗန္နာတော်ရင်းကောဘကအဖွဲ့ဝင်များနဲ့ပိတ်ကြားထားသူများမှလိုက်ပါပူဇော်ခြင်းဘာသာရေးအသင်းအဖွဲ့များမှလိုက်ပါပူဇော်ခြင်းစတဲ့အစီအစဉ်9ရက်နဲ့ကျင်းပခဲ့ပါတယ်ဗောရီပင်မှာဆရာတော်တန်ဃာတော်အရှိသူမြတ်များက ဗုဒ္ဓဘိသေကဖခင်အနေကစားပါဏိတော်နဲ့ကစုံညောင်ရည်သောပါဏိတော်များရွတ်ဖက်ပူဇော်ကြပါတယ်။ဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များကကစုံညောင်ရည်တောင်းလောင်းချင်းပူဇော်ခြင်းခန္ဓာကိုကျင်းပပြုလုပ်ခဲ့ပါတယ်။အနေလာဇာတိတန်ဃာရာ ခမ်းအနားကိုဗုဒ္ဓသာသနာစီရန်တိတ်တူ၃ချိန်ရွတ်ဆိုဆူတောင်းပြီးအခမ်းအနားကိုရုပ်သိမ်းပူဇော်ခဲ့ကြပါတယ်ခင်ဗျာ